ဲ့ဒါကြောင့်မို့သောတာပန္နဆိုဒီမှာရှင်သာရိပုတ္တရာမြတ်စွာဘုရားကနေရှင်သာရိပုတ္တရာကိုမေးခွန်းနေထုတ်ပြီးတော့ရှင်သာရိပုတ္တရာကဖြေတာသောတာဆိုတာဘာလဲလို့ဆိုမှန်ပါဗျာသောတာဆိုတာဒီအရိယာမဲ့ရှင်မျိုးကိုခေါ်တာပါမဂ္ဂင်၈ပါးကိုခေါ်တာပါမဂ္ဂင်၈ပါးမဲ့ဆိုဒီမှာမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတာမဲ့ဆိုတဲ့စကားလုံးဟာအပေါင်းကိုခေါ်တယ်လို့မှတ်ထားပါ ခုခေတ်ပြောကြတယ်လေမက်ကြတယ်မက်ကြမက်ကြတယ်ဆိုတာမက်ဆိုတာဘာကိုပြောတာမက်ခဆိုတဲ့စကားလုံးမက်ခဆိုတဲ့အာကအပေါင်းအစုဘာတွေကိုပေါင်းထားတာတော့ဆိုဘက်ကရှင်ပါကိုပေါင်းထားဘက်ကရှင်ပါကိုပေါင်းထားတာကိုမက်ခလို့ခေါ်တယ်ဒါနဲ့ဖွဲ့စည်းထားတာရှစ်ခုနဲ့ဖွဲ့စည်းထားအဲ့တော့ unity of eight factor လို့ဒီလိုပြောလို့တာရှစ်ခုနဲ့ပေါင်းထားတဲ့အစုအဝေးကြီးတစ်ခုပေါ့နော် တခုတည်းဘယ်တော့မှမနေဘူးအလုံးဟာစုနေတာကြီးရေတောင်မှကိုနေစဉ်တောက်တဲ့ဓာတ်ပဲ2မျိုးနဲ့ဖွဲ့စည်းထား3မျိုးနဲ့ဖွဲ့စည်းထားနော်ဒါမို့သိပ္ပံဆရာတွေကပြောတယ် H2O လို့ပြောတာနော် H2O လို့ပြောတာအတွံ3မျိုးနဲ့ဖွဲ့စည်းထားအဲ့ဒါမျိုးလို့ပဲဘုန်းကြီးတို့တွေရဲ့ရုပ်ခန္ဓာကိုယ်ကလည်းအ ਨੇ ဆုံး10မျိုးနဲ့ဖွဲ့စည်းထားတယ်နံဆိုတာလည်းအသိစိတ်လေးဟာ10မျိုးနဲ့ဖွဲ့စည်းထားတယ် အနေဆုံးအနေဆုံးဆိုတိတဲ့ပိုးတယ်ဖွဲ့စည်းထားတာကြီးပဲအကုန်လုံးတစ်ခုတည်းကြီးမဟုတ်ဘူးပြောတဲ့အခါမှာတစ်ခုတည်းပြောပေမဲ့လို့စုထားတာအကုန်လုံးဟာအဲ့ဒီသဘောကိုနားလည်ဖို့လိုတာပေါ့မက္ခဆိုဒီမှာအစုဝေးတစ်ခုပဲเนาะအစုဝေးတစ်ခုကစွမ်းဆောင်မှုအကောင်းတဲ့အစုဝေးတစ်ခုအဲ့ဒါဘာတွေတော့ဆိုတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာစီဝါ သမဝါယာမသမာတတိသမာသမာတိဆိုပြီးတော့ဒီရှင်မျိုးနဲ့ဖွဲ့စည်းတာအဲ့ဒီရှင်မျိုးကိုချုံးပြောမယ်ဆိုရင်သီလရဲ့သမာဓိရဲ့ပညာရဲ့ဒီသုံးခုနဲ့ဖွဲ့စည်းထားတယ်ဒီလိုပြောလို့ရအဲ့တော့သူတို့သုံးခုဟာစွမ်းဆောင်မှု အမတန်မှအားကောင်းပြီးတော့တဏှီတဲ့ဟာမနီဖြစ်ပြီးစွမ်းဆောင်မှုရှိသွားပြီဆိုရင်မေဃာလို့ခေါ်တယ် ဝိပဿနာဉာဏ်ကိုလည်းပုဗ္ဗဘာကမက်ကလို့ခေါ်တယ်ဝိပဿနာဉာဏ်ကြောင့်ဖြစ်ပေါ်လာတဲ့မက်စိတ်ကိုလည်းပဲမက်ကဒီမက်အစစ်ကြတော့ဒီဝိပဿနာဉာဏ်ကြောင့်တိုးတက်ဖြစ်ပေါ်လာတဲ့မက်ခကြတော့လောကုတ္တရာမက်ကပေါ့နော်အဲဒီမှာလည်းပဲအစစ်30နဲ့ထား40နဲ့ထားတယ်ဆန်းဆောင်မှု သိအားကောင်းတာမဟုတ်သေးဘူးပထမအချိန်ဖြစ်ပေါ်လာတာဆိုတော့ဘယ်ဟာပဲဖြစ်ဖြစ်ပထမအတွေ့အကြုံဟာပြည့်စုံတယ်လို့မရှိနိုင်ပထမဆုံးအတွေ့အကြုံကိုသောတပတ္တိမက်ကလို့ခေါ်ဒုတိယအတွေ့အကြုံကြတော့ငရဂါမိမက်ကလို့ခေါ်မယ်တတိယအတွေ့အကြုံကြတော့အနာဂါမိမက်ကလို့ခေါ်ပြီးတော့သရုပ်ထအတွေ့အကြုံကြတော့သူကပို့ဆွမ်းအာချီသွားအဲ့ဒါကြတော့အရတ္တမက်ကလို့ခေါ်အဲ့ဒါဒီအလုံးဟာ ဝိပဿနာမက္ခဆိုတဲ့ပုပ္ပဘာကမက္ခနဲ့မက္ခကနေတိုးတက်ဖြစ်ပေါ်လာတဲ့အရာတွေလို့လူပြောလို့ရပေါ့နော်ဝိပဿနာဉာဏ်ရဲ့အကျိုးဆက်လို့တောင် ပြောလို့ရနိုင်တာပေါ့သို့တော့ဝိပဿနာဉာဏ်ဆိုတာလောကီလောကီမက္ခရှေ့ပိုင်းကလောကီရပဲစားရတာပဲလောကုတ္တရာမက္ခကျတော့ဟိုဘက်ကူးသွားတာပေါ့အဲ့တော့ဒီလောကီမက္ခစွမ်းအားပြည့်သွားရင်လောကုတ္တရာမက္ခတခုထုတ်လုပ်ပြီးတဲ့သဘောပေါ့နော် ဒီအိဗယ်မျိုးဆိုလို့စွမ်းအားပြည့်လို့ဆိုလို့ဒါကတော့ပါဖက်ဖြစ်သွားတယ်လို့ပြောတာနော်လူဆိုတာဖြစ်ဖြစ်ချင်းပဲပါဖက်ဖြစ်မလဲစွမ်းအားတွေမြင့်မြင့်နဲ့နောက်ဆုံးမှာပါဖက်ဖြစ်သွားတာကြတော့လောကုတ္တရာဖြစ်သွားတာပေါ့အဲ့ဒီအဆင့်ရောက်ရင်ကိလေသာတွေကိုသူကလောင်မြိုက်ပြီးတော့နိဗ္ဗာန်ထဲကိုပြေးဝင်သွားဒါမို့မေဃဆိုတဲ့စကလုံးကိုရှင်းတဲ့အခါမှာစပိတန်းကနေပါဘယ်လိုရှင်းလဲဆိုတော့ မက္ခဆိုတာမှာစကလုံးနှစ်ခုပေါင်းထားတာတဲ့မဆိုတာရေခဆိုတာဒီနှလုံးပေါင်းတာအထိပ္ပယ်တစ်ခုစီရှိတယ်တဲ့တမ္မမက္ခဆိုတာလမ်းကြောင်းကိုပြောတယ်ဒီကြတော့တမ္မနဲ့အထိပ္ပယ်ပို့ပြီးတော့မရေခမရေအထိပ္ပယ်ကမရမရဆိုတာဖြစ်စည်းပြစ်တာခဆိုတာသွားရောက်တာအဲ့ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့သူက တစ်ဖက်ကကိလေသာတွေကိုဖျက်ဆီးပြီးတော့တစ်ဖက်ကနိဗ္ဗာန်နဲ့ကိုရောက်သွားတယ်။အဲတော့မက္ခဆိုတဲ့သဘာဝတရားဟာဒီရှိခုရဲ့စွမ်းဆောင်မှုကဘာတွေလဲဆိုရင်ကိလေသာတွေကိုဖယ်ပြီးတော့နိဗ္ဗာန်နဲ့ပြေးဝင်တတ်တဲ့သဘောရှိတယ်ပေါ့။ကိလေသာလည်းဖယ်လိုက်တယ်နိဗ္ဗာန်နဲ့လည်းဝင်သွားတယ်ပေါ့နော်။ဒါမို့ခိလိတိမာရင်တော်နိဗ္ဗာဏံကိစ္စတိတိမေခောလို့ပါဠိစာပေမှာအထိပယ်ဖွင့်ဆိုတာအမှန်တမ်းမ ဒီဟိုအတိတ်ပဲရှိတဲ့စကလုံးနဲ့သုံးထားတာဒီကိလေသာဆိုတဲ့အဟံတာအနှောက်ယှက်တွေမဖယ်ဘဲနဲ့အတွင်းဝင်လို့ပါမရတာဟောအတွင်းတစ်ခုဝင်မဲ့ဆိုရင်အဟံတာအနှောက်ယှက်တွေဖယ်လိုက်မှအတွင်းကိုဝင်လို့ရတယ်ပေါ့လူရဲ့စိတ်ထဲမှာလည်းပဲကိလေသာဆိုတဲ့ပူလောင်စေတတ်တဲ့အညစ်အကြေးတွေရင်နဲ့နှလုံးထဲမှာအပြည့်ရှိတာအဲ့ဒါတွေဖယ်လိုက်မှအေးချမ်းတဲ့နိဗ္ဗာန်ဆိုတာတွေ့မှာပေါ့ တိမ်ဖုံးနေတဲ့ညမှာဆိုရင်တိမ်နေကိုမဖယ်ပဲနဲ့လကိုမြင်နိုင်ပါ့မလားအေးတိမ်နေကိုဖယ်လိုက်တဲ့အခါလကြီးပေါ်လာတယ်လို့ပဲပေါ့နိဗ္ဗာန်ဆိုတာရှိနေတဲ့သဘာဝတရားလို့ဒီလိုဆိုလို့เนาะအေးမကရဲ့အတိဘယ်ဟာကိလေသာတွေကိုဖယ်ရှားပြီးတော့နိဗ္ဗာန်တွေရောက်စေတတ်တဲ့နိဗ္ဗာန်ကိုပို့ဆောင်ပေးတဲ့ဆွမ်းအားရှိတဲ့သဘောတရားလို့ဒါကနားလည်အောင်လို့ဖွင့်ဆိုပြောဆိုထားတဲ့သကကလုံးတစ်ခုတုံးထားတဲ့သကကလုံးတစ်ခုရဲ့အထိပ်ပဲ။ ¿no?